2025ခုနှစ်မေလ22ရက်ကျသာပတိနေ့ဒီနေ့တော့ခုနှစ်သားမိတဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ကျန်လေးဝင်ဆိုတဲ့မျိုးစားမင်းကြီးရဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အစာဟုတ်ကိစ္စနေရာထိုင်ခင်းကိစ္စအိမ်ကိစ္စတွေအောင်မြင်လိမ့်မယ်အိမ်ဆောက်ဖို့ကိစ္စမျိုးတို့အလုပ်နေရာပြောင်းဖို့ကိစ္စတို့ယာရုတက်ဖို့ကိစ္စတို့ ဩဝင်ကအိမ်တော်ပြုဖို့တွဲဆုံဆွေးနွေးညှိနှိုင်းမှုကိစ္စလေးတို့အောင်မြင်ပါလိမ့်မယ်။ကိုယ်အကူအညီပေးနေတဲ့သူတွေကမထင်မှတ်ဖဲနဲ့မယူရဘဲနဲ့ပေါ်ပေါက်လာတတ်ပါတယ်။ဒီလိုနည်းမျိုးမှာကံအလွန်ကောင်းမှုလို့အတွက်ဆိုရင်တော့ဆုံးကံကြွတဲ့ကိုရင်ဥစဉ်တပါးပါးကိုပေါမုတ်ဒုမဟုတ်ကိတ်မုတ်လေးခုလှူဒန်းပြီးတော့ဆူတောင်းလိုက်ခြင်းအပြင်မိမိရဲ့လူရင်းဆန္ဒတွေအလုံးပြည့်သွားပါလိမ့်မယ်။ဒီလိုနည်းမျိုးမှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရနာတွေအတွက်ကတော့မဟာဗုဒ္ဓရှင်ဤရဂျာသာပတိနေဘွား အဓိပတိဘဝဇာတာရှင်တွေဖြစ်ကြပါတယ်အဓိကသဘောတရားအတိုင်းအကြီးအကဲဖြစ်တဲ့သူအုပ်ချုပ်ရတဲ့သူအောင်မြင်တဲ့သူများအဖြစ်ထူးထူးထူးခြားတဲ့အခွင့်အရေးတွေပေါ်ပါလိမ့်မယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရအဖြစ်လမ်းညွှန်ရမယ်ဆိုရင်တော့ကြာတန်ကျော်ဆုံးမြတ်စွာဘုရားရှင်လှူဒန်းခြင်းရဟန်းတန်ကလောင်းလို့ခြင်းနဲ့ကြာတန်ကျော်ကို900တန်သမီးအပရိသတ်တို့ကိုလှူဒန်းခြင်းအဖြစ်ဒီနေ့ဒါလုံးကန္တရာရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ် ထို့သူအကျိုးပေးစိုးမိုးကဏ္ဍတွေကတော့၃ကဏ္ဍ၆ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေထူးဝင်ဖို့လို့တော့ကတော့အရှိအယကိုမျက်နှာမူပြီး မျက်နှာမူပြီးအရဟံကိုးကောင်းရွတ်ရွတ်ရေတောက်ချင်းအပြင်တည်တည်တတ်တတ်ငွေဝင်သောကံခွင်းကောင်းတွေရပါလိမ့်မယ်စလို့တိုင်းတွေကုံစုံတိုင်းတွေလပိတ်တိုင်းတွေစားသောက်ဆိုင်တွေလူစီကားပြီးရောင်းပန်းတာဝယ်ပန်းလှဖို့လို့တော့ကတော့ဆိုင်ရှိမျက်နှာတာကို လက်ဖက်ရည်အနှဲငယ်ပက်ပြန်းပြီးဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လို့တော့ကတော့ရောင်းကုန်တွေကိုကစွန်းညုံလေးတညုံနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိသသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့လွမြောက်ချမ်းသာမှုလို့အတွက်အမှုကြုံနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးတစ်လုံးမှရိပ်ပြီးသီလရှင်ဆရာလေးကိုလှူဒန်းလိုက်မှာဖြစ်ပါတယ်ဆွေမျိုးမိသားစုမှာကျမ်းမာရေးညံ့နေတဲ့သူဆေးပြနေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေသူအတွက် ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာထောပတ်သီးဖြော်ရည်တို့မို့ထောပတ်သီးအနေငယ်စပြီးဆူတောင်းလိုက်ခြင်းအပြင်ကျမ်းမာရေးအတွက်ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေတွေ့ပါလိမ့်မယ်အခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တော်ရေးကိစ္စတွေမှာတော့ကြားလူကြားစကားကြောင့်သဘောထားကွက်လွှဲရပါမယ်ဒီလိုနည်းမှာအေးချမ်းဖို့လို့အတွက်အေးနှစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူပြီးဆူတောင်းခြင်းအပြင်အခြေမြင့်တိုင်းအိမ်တော်ရေးကိစ္စတွေအေးချမ်းတာယာပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာ